ီနေ့ဗီဒီယိုလေးမှာတော့အင်္ဂလိပ်စာသင်တန်းလေးမတက်ဘဲနဲ့အင်္ဂလိပ်စကားပြောကိုကျွန်းကျွန်းကျင်ကျင်ပြောချက်ဖို့ပြန်လာအိမ်မှာပဲဘလို့ self study လုပ်ခဲ့လဲဆိုတဲ့နည်းလမ်းလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပြန်လာအသက်16နှစ်မှာအင်္ဂလိပ်စာကိုတည်တည်ကြည်ကြာစပြောလေ့လာခဲ့တယ်။အဲ့လိုစပြောလေ့လာတဲ့အချိန်မှာ English လို့ကျွန်းကျွန်းကျင်ကျင်တော်တော်လတ်လတ် hesitation မရှိပြောချက်ဖို့ဆိုတာချက်အခြေခံ concept တွေ basics တွေကိုပိုင်အောင်အရင်စပြောလေ့လာတယ်။နံပါတ်1ဘာသာစကားရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ grammar တော်တော်များများ grammar လို့ကြားလိုက်ပြီဆိုရင်လေ Huh? a <laughs> မလေးလာကြဘူးပြင်းတယ်ဖက်စရာတွေအများကြီးပဲရူးစရာလည်းအများကြီးတကယ်အရေးကြုံလာရင်စကားပြောမှာဘာတွေထည့်သုံးလို့သွားမယ်မလဲမသိတော့ဘူးချွတ်ချွတ်ခတ်နေတာပဲအဲ့လိုစဉ်းကြည့်ပေးတတ်ကြတယ် but guys listen 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 grammar is really important grammar is the basic foundation for each and every single language you learn in the world Without a good command of grammar, you don't know how to generate the ideas and make them into sentences. In order to express yourself, in order to talk about what you're thinking and how you're feeling, you need grammar. You need grammar to know how to structure the sentences and how to communicate with people more effectively in English. English <laughs> လို့ပြောတဲ့အခါမှာအတိတ်ပဲတွေသိပြီးတော့စာမစီတတ်ဘူးစကားတွေကပါဇက်တွေကနေမထွက်လာဘူးအဲ့ဒါဘာကြောင့်လဲသိလား ဂရမမပိုင်ခဲ့လို့ဂရမဘာကြောင့်ရေးပါရတာလဲဆိုတော့စာစီတက်ဖို့ကိုပြောချင်တဲ့အကြောင်းအရာကိုရှင်းရှင်းလင်းလင်းသူများနားလည်အောင်ပြောပြတတ်ဖို့ဘလို့အကြောင်းအရာကိုဘလို့အချိန်နေဘလို့အချိန်ခါမျိုးမှာဘလို့မျိုးပတ်စံတွေကိုသုံးပြီးတော့ပြောရမလဲဆိုတာကိုသိဖို့အတွက်လေ့လာမှာကိုကအင်္ဂလိပ်စာဝေါ်ဟာရာတွေကိုဘလောက်ပဲသိထားသိထားအဲ့ဒီဝေါ်ဟာရာတွေကိုစာကြောင်းအဖြစ်တည်ဆောက်မဲ့ပတ်တန်တွေကိုမသိထားဘူးသဘောတရားတွေကိုမသိထားဘူးဆိုရင် you cannot talk bro ဖြစ်နေစာကြောင်းလေးနှစ်ကြောင်းပြောမယ်အခုစာလုံးနေတယ် မနက်9နာရီတည်းကအခုထိစာလုံးနေတယ်။ဒီစာကြောင်းနှစ်ကြောင်းကစာလုံးနေတဲ့အကြောင်းအရာပဲပြောတာ။ဒါပေမဲ့အချိန်ခါမတူ။တယောက်ကကြတော့အခုလုံးနေရ။တယောက်ကကြတော့မနက်ထဲအခုချိန်ထိလုံးနေရ။အဲ့တော့အခုလိုမျိုးအချိန်ပဲမတူတဲ့စာကြောင်းနှစ်ကြောင်းကိုခင်ဗျားတို့မတူညီတဲ့ grammar ပုံစံတွေကိုသုံးပြီးတော့စာကြောင်းတည်ဆောက်ရမယ်။ပြောရမယ်။အဲ့တော့ grammar ဒါတိတိကျကျမလေးလာထားဘူးသဘောတရားတွေကမလေးလာထားတဲ့သူဆိုရင် ီနှစ်ခုရဲ့ difference ကိုဘယ်လိုပြောရမလဲဆိုတော့သိမှာမဟုတ်ဘူး။ဒါပေမဲ့ grammar လေ့လာထားတဲ့သူဆိုရင်သိလိမ့်မယ်။အခုစာလုံးနေတဲ့ I am studying now မနက်9:00နာရီကအခုချိန်ဒီစာလုံးနေတာ I have been studying since 9 a.m. နှစ်ခုကသုံးသွားတဲ့ grammar တွေတူလားမတူဘူးအတိတ်ပဲလည်းမတူဘူးအဲ့လိုမျိုးကိုပြောချင်တဲ့အကြောင်းအရာကို clearly တိတိကျကျရှင်းရှင်းလင်းလင်းနဲ့သူများနားလည်အောင်ပြောတတ်ဖို့ဆိုရင်အခုလိုမျိုး grammar difference တွေကိုသိထားမှရမှာပေါ့ဒါကြောင့် grammar အရေးကြီးတယ်လို့ပြောတာ အဲ့တော့နံပါတ်1အခြေခံ grammar ကိုဖင်တာပိုင်အောင်အရင်လေ့လာတယ်ပြီးတော့ရင် intermediate ကြီးဆက်ပြီးတော့လေ့လာတယ်ဒါပြီးရင် advanced ဖင်တာလေ့လာဖို့အစီအစဉ်ရှိသေးတယ် Okay ဟုတ်ပြီကိုက grammar ပိုင်တဲ့သူတယောက်ဒါပေမဲ့ကိုစီမကိုပြောချင်တဲ့အကြောင်းအရာကိုပြောဖို့အတွက်လုံလောက်တဲ့ဝါဟာရလုံလောက်တဲ့ vocabulary knowledge မရှိတာဘူးဆိုရင်ဘာတွေပြောမှလဲဝါဟာရမကြွတဲ့အခါကျတော့ပြောမယ့် idea တွေရှိပြီးတော့ စကလုံးညမထွက်လာတာဖြစ်ကုန်ရောဆိုတော့ number 2 step အနေနဲ့ဗနာကကိုစီမှာလုံလောက်တဲ့အင်္ဂလိပ်စာဝေါ်ဟာရာ level တခုရှိတောင်လို့ဆိုပြီးလေ့လာရတယ်။အဲ့လိုမျိုး vocabularies တွေလေ့လာရတဲ့နေရာမှာလည်းဗနာကနီးမှန်လမ်းမှန်နဲ့လေ့လာတယ်စနစ်တကျလေ့လာတယ်။ဒီနေရာဖြစ်ပြောမယ်ဆိုရင်မမေ့အောင်လေ့လာရတယ်ပေါ့။အင်္ဂလိပ်စာဝေါ်ဟာရာတလုံးလေ့လာပြီဆိုရင်ဗနာကအဆင့်50နဲ့လေ့လာတယ်။ နံပါတ်7သူ့ရဲ့အတန်ကျွတ်နံပါတ်2သူ့ရဲ့မီးနဲ့အတိတ်ပဲနံပါတ်3သူ့နဲ့အတိတ်ပဲတူတဲ့တခြားစကလုံးတွေနံပါတ်4သူ့ကိုစာကြောင်းတွေတိစောက်ကြည့်တယ်နံပါတ်5တကယ်လက်တွေ့စကပြောမှာအဲ့ဒီစကလုံးကိုထည့်သုံးတယ်ဆိုတော့ဒီစကလုံးလေးသူ့ရဲ့အတန်ကျွတ်က detrimental သူ့ရဲ့အတိတ်ပဲကအနေရှိတာထိခိုက်နေနာစေတာပေါ့နော်သူ့နဲ့အတိတ်ပဲတူတဲ့တခြားစကလုံးတွေဘာရှိလဲဆိုတော့ damaging ရှိမယ် hammin ဆိုတာရှိမယ်ဒီစကားလုံးပဲ fina english လို့ပြောတဲ့အခါမှာထည့်ပြီးတော့သုံးကြည့်မယ်ဥပမာ frequent lack of sleep is detrimental to your memory and concentration မကြာခဏအိပ်ရေပြတ်ခြင်းကကိုယ့်ရဲ့မျက်ဉာဏ်နဲ့အာရုံစူးစိုက်မှုကိုစိုးစိုးရွားထိခိုက်စေတယ်။အဲ့တော့ကိုယ်လည်း vocabulary ဝါးစာတွေကိုမမေ့စေရင်အဲ့လိုမျိုးအစစ်၅စင်းနဲ့လေ့လာ English လို့တဘာဝကြကြတွတ်လက်လက်ပြောတတ်ခြင်းရင်းနဲ့ English လို့ပြောတဲ့စကားပြောတွေကိုမြန်မြန်နားထောင်ပြရမယ်တဲ့။ဒါကြောင့်ပြန်ရရဲ့ number 3 step ကကြတော့ listening practice ကိုမြန်မြန်လုပ်ပြရ။ ဘာသာစကားတစ်ခုလေ့လာတဲ့နေရာမှာနားထောင်တဲ့အလေးချင်းအသက်ပဲအဲ့ဒါဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်တို့ငငယ်တော့ကလေစာတင်ကြောင်းတွေမှာရေးတာဖတ်တာတွေမတင်ရသေးခင်ချိန်တည်းကဖဝင်းကြောင်လူတွေမြန်မာလူပြောတာကိုနားထောင်ပြီးတော့ကျွန်တော်တို့မြန်မာလူစပြီးတော့ပြောတတ်လာတယ်လို့မျိုးပဲပေါ့ကျွန်တော်တို့တွေက we speak what we hear ကျွန်တော်တို့ကြားလိုက်တဲ့အကြောင်းအရာတွေကို base လုပ်ပြီးတော့စကားပြောကြတာအဲ့တော့ကိုနားကြောင်လိုက်တဲ့လေယူလေသိမ်းဘာသာစကားပေါ်မူတည်ပြီးတော့ကိုပြောတဲ့လေယူလေသိမ်းဘာသာစကားကလည်းကြွားသွားမှာ အဲ့တော့ကိုကမြန်မာနိုင်ငံမှာနေရဆိုရင်မြန်မာစကားမြန်မာလေယူလေသိန်းတွေကိုနေ့တိုင်းကြားနေရတဲ့အတွက်ကြောင့်ကိုပြောတဲ့စကားလည်းမြန်မာလေယူလေသိန်းနဲ့မြန်မာစကားတွေပဲဖြစ်မယ်။အကယ်၍ကိုက English လိုမျိုးပုံမှန်နားထောင်ပေးနေတဲ့သူဆိုရင်ကိုလည်းသူတို့ပြောလိုက်တဲ့လေယူလေသိန်းအတိုင်းပဲကိုပဲစကားလေးပြန်ပြီးထွက်လာမှာ။အဲ့တော့ listening practice မလုပ်ဘဲနဲ့ဒီတိုင်းလက်တံပြောနေတဲ့သူတွေထက်ဆိုင်ရင်အင်္ဂလိပ်စာစကားပြောများနားထောင်ပြီးတော့မှအင်္ဂလိပ်လိုပြောတဲ့သူတွေရဲ့အတန်တော့ကပို့ပြီးတော့ကောင်းတယ်သူတို့ရဲ့ word choice ကပို့ပြီးတော့ကောင်းတယ်သူတို့ရဲ့သဘာဝတကျပြောတတ်တဲ့ပုံစံကခုနလိုနားထောင်တာမလေးကျင့်မယ်နဲ့လက်တံလျှောက်ပြောနေတဲ့သူတွေထက်အဆများစွာပို့ပြီးတော့ကောင်းတယ် English listening practice လုပ်ဖို့ Joyvina က YouTube video တွေကိုကြည့်ဖြစ်တယ် YouTube က vlog တွေကိုသဘောကျနှစ်သက်တဲ့ celebrities တွေရဲ့ English လို interviews တွေ English စာ podcast တွေဒါတွေကိုတော်တော်များများနားထောင်ဖြစ်တယ် ်ဒါနဲ့မနေ့ကအရာချပြီဆိုရတယ်မိနစ်30ရာနေတနိုင်လောက်ဒီ focus နားထောင်တယ်ညနေပဲစာမလုပ်ခင်နိုင်ဝက်လောက်အလိုလဲနားထောင်တယ်တချို့ပိတ်ရက်တွေဆိုရင်တမနဲ့လုံး YouTube ပဲထိုင်ကြည့်နေတာမျိုးတို့အဲ့လိုမျိုးကြည့်အောင်လုပ်တတ်တယ်။ဒါပြင်ပြင်တာတခြားအလုပ်တွေလုပ်နေတဲ့အခါဥမာထမင်းချက်တာပဲဖြစ်ဖြစ်အခန်းရှင်းတာမျိုးပဲဖြစ်ဖြစ်ရေချိုးတဲ့အခါပဲဖြစ်ဖြစ် podcast နားထောင်မျိုးလုပ်တဲ့အချင်းရှိတယ်။ English listening practice လုပ်တာဘာအားသာလဲဆိုတော့ သူတို့ပြောတဲ့လေယူလေသိန်းကိုကိုယ့်ရဲ့အုံနောက်ကတခါတည်းမှတ်ပေးတာဖြစ်သွားတယ်။အဲ့တော့ကိုပြောတဲ့အခါမှာလဲကိုနားထောင်နေသူတွေရဲ့လေယူလေသိန်းအတိုင်းအတိအကျမဟုတ်အောင်မှသူတို့နဲ့စင်တူလေးပဲထွက်လာမှာ။အဲ့လိုမျိုးနားထောင်နေရင်ကိုမတိတဲ့စကလုံးလေးတွေပါလာတဲ့စကလုံးအစ်စ်အစမ်းလေးတွေ phrase အစ်စ်အစမ်းလေးတွေပါလာတဲ့ဆိုရင်သူ့ရဲ့အထိပ္ပယ်ကိုပို့ပြီးနားလည်သွားလို့ ChatGPT တောင်မှ Google မှာ search လုပ်ကြည့်တဲ့အချင်းရှိတယ်။ပြီးရင်ကိုသဘောကျတဲ့ phrase ပုံစံမျိုးလေးကိုလက်တွေ့မှာလည်းထည့်ပြီးတော့သုံးလို့အဆင်ပြေမဲ့ပုံစံမျိုးဆိုရင်တော့ဒီနှုတ်စာအုပ်မှာချပြီးတော့မှတ်တယ်ရေးတယ်ပြီးအဲ့ဒါကိုပြန်ပြီးတော့အတန်ထွက်ပြီးတော့ပြန်ဖတ်ကြည့်ရတယ်။ English လို့ဘာတွေနားထောင်သင်လဲလို့ Vina ကလာမင်းရောအတိအကျတော့မပြောပြတတ်ဘူး။ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်ကအကြိုက်တူတာမဟုတ်ဘူး။ Vina ဆိုရင်လည်းကိုတကယ် enjoy ဖြစ်တဲ့အရာတွေကိုပဲနားထောင်နေကြည့်တယ်။အများသောအားဖြင့် UK က vlogger လေးတွေသူတို့ vlog တွေကိုကြည့်ပြတယ် productive ဖြစ်လို့ပြီးရင်ကိုသဘောကျတဲ့ celebrities တွေပေါ့နော်သူတို့ရဲ့ English လို့ interview တွေကိုကြည့်ရတယ်။ ပြီးရင် focus တွေနားထောင်တယ်ဒါပဲအဲ့တော့ကိုကိုရိုင်းလည်းကိုယ့်ရဲ့ level နဲ့ kait မဲ့ကိုတကယ်သဘောကျနှစ်သက်တဲ့ကိုအတွက်လည်းအကျိုးရှိမဲ့ English contents တွေကိုမြင်များကြည့်ပေးဒါလည်းကိုဘာသာကို లై ပြီးတော့ကြည်နေမှရှာနေမှသိမဲ့အရာမျိုးသူများကိုဘာနာထောင်လဲသွားမေးလို့ကိုအချိန်နဲ့တွေ့ချင်မှတူမှာဟုတ် အဲ့တော့ YouTube YouTube မှာ you have a lot to listen you have a lot to watch YouTube မှာ English လို့ကံကောင်းမှုမပြောတတ်တဲ့ vlogger တွေကို subscribe လုပ်ထားပင်သူတို့ channel တွေကိုတွားပြီးကြည့်ကြည့်သူတို့ပြောတဲ့အကြောင်းအရာတွေကကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာလည်းဖြစ်တယ်သူတို့ပြောတဲ့ပုံစံလည်းကိုယ်သဘောကျတယ်ဆိုရင်သူတို့ content တွေကိုကြည့်ပြီးတော့ကိုယ့်ရဲ့ English listening practice လုပ်လို့ရတယ်အဲ့ဒီချိန်မှာ English listening practice လုပ်နေရဆိုတာအချက်ကိုယ်သဘောကျနေတဲ့အရာကိုကြည့်နေရတယ်နားထောင်နေရတယ်ဆိုတဲ့ feeling ကပိုဖြစ်တယ်အဲ့တော့ English စာလေ့လာရတာက pressure လည်းမရှိတော့ဘူးပြောဖို့လည်းပိုကောင်းပါတယ် ဒီစနစ်ကုန်ပြီးသွားပြီဆိုရင်တော့ final ကနံပါတ်4 step အနေနဲ့တကယ်စကားပြောဖို့အတွက်စလေ့ကျင်တယ်။လေ့ကျင်တဲ့အခါမှာလည်းအလွန်ခဲ့တဲ့3နှစ်လောက်ကြာပါတော့ final က Hello Talk နဲ့ Wiki ဆိုတဲ့ဒီ application တစ်ခုကိုသုံးပြီးတော့အင်္ဂလိပ်စာ practice အမြဲလုပ်ဖြစ်တယ်။အင်္ဂလိပ်စာစလေ့လာတော့ကတော့နေ့တိုင်းပုံမှန်နေ့ပါသွားပြောဖြစ်တယ်။ဒါပေမဲ့အခုနောက်ပိုင်းအလောက်ကတစ်ဖက်ကျောင်းတစ်ဖက်နဲ့ဆိုတော့တပတ်ကို၄၅ရက်လောက်တော့တနေ့တနေ့လောက်ထိပြောဖြစ်နေအောင်လေ့ကျင့်ဖြစ်နေအောင်တော့ final စူးစမ်းနေတယ်။ အဲ့ဒါကအင်္ဂလိပ်လို့ပြောပြီးဆိုရင်ကိုလေးလာခဲ့တဲ့အရာတွေကိုတေချာလေး apply လုပ်ဖြစ်အောင်စူးစမ်းရတယ်။ ကိုလေးလာချတဲ့ vocabularies တွေဝေါ်ဟာရတွေ grammar pattern တွေကိုကိုစကားပြောတဲ့အခါမှာထည့်ပြီးတော့သုံးဖြစ်နေအောင်လို့တော့ကိုကိုအမြဲအဲဖိအားပေးသေးရှိရယ်ပြီးရယ်မတူညီတဲ့ topic တွေကိုပြောတယ်တူညီတဲ့ topic တွေကိုပြောရင်တောင်မှမတူညီတဲ့စကားလုံးတွေကိုသုံးတယ်ဘာလို့လဲဆိုတော့အဲ့လိုမျိုး speaking app တွေမှာဆိုရင်ကိုကလူပေါင်းစုံနဲ့ပြောရတာ English ဒီ beginner level ကနေပြီးတော့ advanced stage အဲ့လိုမျိုးလူပေါင်းစုံနဲ့ပြောရတာဖြစ်တဲ့အတွက်ကိုပြောတဲ့သူပုံမူတည်ပြီးတော့ topic choice word choice ကလည်းကွာသွားတယ်အဲ့တော့ဒီအခုမှအင်္ဂလိပ်စာစလီလာမယ်သူကို advanced words တွေတဲ့မှာသူတို့နားမလည်နိုင်တဲ့စကားလုံးတွေကိုတွားပြီးတော့ပြောပြီးဆိုရင်ဒါကြီးက well communication မဟုတ်တော့ဘူးကွာကိုတိကြောင်တက်ကြောင်ရှောက်ပြီးတော့ကြွားသလိုဖြစ်နေတာအဲ့တော့ကိုပြောတဲ့သူပုံမူတည်ပြီးတော့ကိုတုံးတဲ့ word choice တွေပြီးရင်ကိုရဲ့ speak ကိုလည်းနည်းနည်းလျှော့လိုက်ရတဲ့အခါမျိုးတွေတင်လိုက်ရတဲ့အခါမျိုးတွေဒါတွေရရှိတတ်တယ် နစိတ်ထဲမှာတော့ဒါတကယ် communication လို့ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ letter မှာလည်း English လို့ပြောပြီးဆိုရင် English လို့မထွန်းနေသူနဲ့ပဲအများရန်ပြောနေရမှာမဟုတ်ဘူး။ Native speaker နဲ့ပဲအများရန်ပြောနေရမှာမဟုတ်ဘူး။ Level ဘောင်းဆောင်ရဲ့သူတွေနဲ့ပြောနေရမှာ။အဲ့တော့အဲ့ဟာကိုဖင်နာက adaptation ရကြတယ်လို့အဲ့လိုမျိုး apps တွေမှာတွားပြီးတော့ပြောတာ။တချို့ဆိုပြောတယ်။음 ဒီအင်္ဂလိပ်စာဆရာမဖြစ်နေဘောเนาะအင်္ဂလိပ်ဆိုလဲကောင်းကောင်းပြောတတ်နေပြီဘာလို့ဒီ application တွေမှာလာပြီးတော့အချိန်ဖြုန်းနေရလဲခင်ဗျားတို့အချိန်ဖြုန်းနေမထင်ဘူးကိုယ့်ရဲ့ communication skills ကိုဒီ adaptation ရအောင်လို့လေ့ကျင့်နေရလို့ပဲကိုကိုမြင်တယ်ကဲကဲကဲဒါဆိုရင်ပြန်အချိန်မှာပြောခဲ့တဲ့အရာတွေအကုန်လုံးကို WhatsApp ပြန်လို့ရအောင်ပြန်အင်္ဂလိပ်စာစားလေ့လာတော့ကအဆင့်၄စနေလေ့လာတယ်နံပါတ်၁ grammar ပါလို့တယ်နံပါတ်၂ဘဝဟာတွေလေ့လာတယ်နံပါတ်၃ listening practice မြန်မာလို့တဲ့ number 4 english လို့စပြောကြည့်တယ် english လို့ပြောတာကို sm ပြက်လေ့ကျင့်ပေးတယ်ကဲဒီနေ့ video လေးကတော့ဒီလောက်ပါပဲအားလုံးအကျိုးအများရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ် video တွေမှာပြန်လာနေထပ်ပြီးတော့တွေ့ကြပါမယ် anyway i hope you have a wonderful rest of your day and i'm going to see you in my next video